ရန်ကုန်မြို့ကံတော်ကြီးမှာမွေးရဆေးဝါးလှည့်လည်ရောင်းချတဲ့အရင်ကိုမင်္ဂလာတောင်ကျွန်းရဲတပ်ဖွဲ့ကစစ်ဆေးဖမ်းဆီးရမိခဲ့ပါတယ်။ဥအာကာကသတင်းပေးပို့ထားပါတယ်ရှင်။နိုဝင်ဘာလ26ရက်နေ့ညပိုင်းကကန်တော်ကြီးကေဘော့တက်မှာအရိကာကိုစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။မူရစ်ဆေးဝါးစစ်ဆေးတွေ့ရှိတဲ့ရှင်ပေါ်မှာဆေးပြားနဲ့အက်တွေပါတွေ့ရှိခဲ့ပါတယ်။ရှင်ပေါ်ပါသူနှူးဦးတဲ့ကအဓိကရောင်းချသူကတော့ထွက်ပြေးလွတ်မြောက်သွားပြီးဖမ်းဆီးရမိဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ မူလကရင်းနောက်ကမှစီးနင်းသူကိုခီးတဲ့အနေနဲ့သတ်မှတ်ခဲ့ပေမဲ့စစ်ဆေးဖော်ထုတ်ချက်တွေအရမူရစ်ဆေးဝါသုံးဆွဲရောင်းချသူအနေနဲ့အမှုဖွင့်ထားပါတယ်။နှစ်ယောက်ပါနော်ရင်းမောင်းပေါ့ရင်းမောင်းရဲ့အဲရင်းမောင်းပါမယ်။နောက်ကအဲထန်ကုန်နောက်တက်တဲ့မှာအဲခီးတဲ့တော့ပါမှာပေါ့။ဒါကျွန်တော်ရက်တဲ့စစ်ဆေးတဲ့ရက်တဲ့စစ်ဆေးတဲ့ခါမှာရင်းမောင်းကရင်းမောင်းကျွန်တော်ခီးတဲ့အောက်ကိုဆင်းပါတယ်။အဓိကထားပြီးတော့ကျွန်တော်တို့ကရင်းကိုစစ်ဆေးတဲ့ရင်းကိုစစ်ဆေးတဲ့မှာရင်းမောင်းကအဲမှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနောက်ပါတယ်။ဟိုကပ်ပြီးတော့ဟိုလိုဒီလိုလှုပ်ပြီးတော့သူကအဲ တွေ့ပြတိချောင်းပါပါရှာခွေတဲ့အခါကျတော့သုံးလက်စား0.9ချောင်းနဲ့ဆေးပါ22ပြားထပ်ပြီးတော့ရပါတယ်ဖော်လို့ချက်များအရဆက်ပြီးတော့စစ်စစ်ဖော်လို့ချက်များအရအဲ့ဒီရင်နောက်မှာပါနေတဲ့အခုကြံနေတဲ့အခုကိုနေဝဲအောင်ပေါ့နော်သူလည်းဆက်နွယ်ပါတယ်သူလည်းတပွဲလည်းဖြစ်ပါတယ်တပွဲလည်းဖြစ်တယ်သူတငယ်ချင်းတွေပါအဲမွေးစွာအတူတုံဆွဲတဲ့သူတွေပါပဲအဓိကကတော့ကိုထူးအောင်လေကတော့အဓိကပါပဲသူကိုယ်တိုင်ပဲလိုက်ပြီးတော့မွေးစွာတွေကိုလိုက်ပေါ့လိုက်ပြီးတော့ရောင်းချတယ်လို့သိရပါတယ်ကိုလည်းဖန်ဆီးချမိရတော့ဆောင်းရလည်းရှိပါတယ်ကားပေါ်မှာပါလာတဲ့ ဒုတ်ဓာလက်နက်တွေကိုစီမံချက်အနေနဲ့ဖမ်းဆီးရကနေအခုမူရစ်စေဝါရောင်းတဲ့ကောက်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့အနေနဲ့2012ခုနှစ်မှာမူရစ်စေဝါမှု29မှု2013ခုနှစ်မှာ30မှုနဲ့2014ခုနှစ်နိုဝင်ဘာလ29ရက်နေ့ထိ28မှုဖမ်းဆီးရမိထားပါတယ်။ကျွန်တော်အာကာပါ။